လာလီပြီးကက်ကက်နဲ့ဘာလို့လဲငင်းရမိခွန်နေတဲ့ဟာဟဲ့မကျွေးအောင်ရှောင်းနေလာနားထောင်စေကျွေးရောက်နေရကြပြီလားစစောမရောက်တာပါသူ ဟိုကျွေကိုမိတ်ဆက်ပြအောင်မယ်ဒါသူစားရဲ့အတိုင်းငင်းငင်းတော့ဒါကျွေနှုတ်ဆက်လိုက်အောင်ကျွန်တော်ငင်းငင်းတော့အော်ဒါဒါကျွေရဲ့တမီလေးကြည့်ယူခန့်ကိုတဲ့မှတ်တာနော်မမီအရစမ်းသားညာလေမမီအတွေ့လုံးမလို့ပါအော်သူစား သူစားတော့အစားမဲ့တင်တာလေးကိုကြွမှာထားတယ်ကျွေကျွေနဲ့သူစားတို့အားခဲနေနေတော့ရောက်လာပြီเนาะ။ဒါနဲ့တမီနဲ့အဆင်ပြေဖို့ပဲရှိတော့တာ။ဒါကျွေနဲ့တမီလို့စကားပြောလိုက်အောင်လေ။ဒါမှဘာမှပြောစရာမရှိတာ။ဒါအဲ့လိုပြောအောင်လေ။ อ๋อมิมี่อ่ะคู่มาတွေ့ရဲ့လူညောက်ตาဘာပြောအောင်မလဲမิมี่တော့ပြောစရာရှိတာပြောစမ်းဟိုကျွေးဟိုตาလေကျွေးတို့ခုมาစတွေ့ရာဆိုတော့ तू ဘာပြောမှမသိဖြစ်နေဟာ तू ပြောတဲ့အနေနဲ့နေပါစေပူစာရဲ့ကျွတ်သမီးရမယ်ပြောပါလိမ့်မယ်သမီးဟောရရအနေပူစာနဲ့ तू ตาပါသမီးကဘာရင်လုပ်နေလဲဆိုတော့ပြောပြရမယ်ဟုတ်ကဲ့အင်းတမီးရစီးပွားရေးနောက်ဆုံးညပိုင်းအန်တီ လောလောဆယ်အားတဲ့ချိန်တွေမှာမမီနဲ့ဒက်ဒီတို့ရဲ့လုပ်ငန်းတွေမှာဝင်ပြီးတော့ကူနေပါတယ်။သူများမမီလိုပဲအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်တာ။တို့လိုက်ကြသမီးရဲ့ကျွတ်သမီးလုံပြောအောင်နော်။ချူတာရင်ကြီးလိုက်တာ။ကြီးရလဲကျွတ်သမီးကိုကျွတ်လူပဲဖြစ်စေချင်တာလေသူစားရဲ့။သမီးလေးကလိန်မာတော့ကျွတ်မပင်မတော့ဘော။ဟောသမီးဟိုသမီးကလည်းတားကိုတည်ပြီးပါပြီဆိုတော့သမီးလိုအပ်တဲ့အခွင့်အရေးရှိလို့ရှင်လဲတားကိုတောင်းနော်ကြားလား။ဟုတ်ကဲ့ပါအန်တီ။ဟာ ဘာလုံးတရားလဲမင်းမကြိုက်တာမလုံးနဲ့လေဖုန်းကိုချလာလာရပါတယ်သူစားရဲ့သူအဆင်ပြေလို့နေပါစေအမဟုတ်တာကြည့်ရဲ့ဒါဒီနေ့တန်းနဲ့တမီကိုမမီတို့ကတမီကပေးပြို့စီစဉ်ထားတာနော်တိုက်သဘောတော့လဲပြောပြလိုက်ရောတဆိုင်မလာဘူးဘလို့ပြောလိုက်တာလဲဒါနောက်ပြောင်းပြောရမယ်ကိစ္စမဟုတ်ဘူးကောင်းမွန်ပြောစမ်းတဆိုင်မလာဘူးကောင်းကောင်းမွန်ပြောပြတော့ ဖြစ်ပြောင်းသွားမှာပေါ့ဒါ။ဟို sorry ပါကြွေဟိုတားလေးအခုမှစတွေ့ရဆိုတော့စကားမပြောတဲ့ဟုတ်ဖြစ်နေ။သမီသမီကိုလည်းအန်တီတောင်းမှမှာရနော်။ကလေးတွေကခုမှစတွေ့ရဆိုတော့ဘယ်အဆင်ပြေပါဦးမလဲသူစားရဲ့။လူငယ်လေးဆိုတော့လည်းနားလည်ပေးရမှာပေါ့။ဟုတ်တယ်နော်တားနဲ့သမီကခုမှစတွေ့ရဆိုတော့အလွဲလေးတော့ရှိမှာပေါ့။တားကအဲ့လိုပဲခလေးတားအရမ်းဆန်လား။ကျွေးသမီးကတော့လေလူသားငယ်တာရင့်ကျက်တဲ့တိငိမ့်နေ။ မိဘစကားကိုလည်းအရင်နားထောင်တာသူစားရဲ့အားအကြောင်းမို့လဲသူစားကလေကျွတ်သမီးလိုချွတ်မတော်ကြံတာဗောကျွရဲ့ကဲတနဲ့သမီးကလည်းအခုတွေးကြပြီဆိုတော့နောက်ဆိုရင်တဖြည်းဖြည်းဒီထက်မကပိုပြီးရင်းနှီးလာမှာဗောနော်အဲ့လိုရင်းနှီးဖို့ဆိုတာကလည်းထပ်တွေ့ရအောင်မှာဗောဟုတ်အားဆိုကျွေနောက်တစ်ခါထပ်တွေ့ဦးမယ်နော်ကဲမင်းတို့ပြောလို့ပြီးပြီလားမျိုးဘီးစတပ်ပြန်လာ။ဟောဘယ်လိုဖြစ်နေလဲ။ဒီမှာဆောက်လို့တောက်တော့မပြီးသေးဘူး။မပြီးသေးဘူးဆိုလဲမမေတို့ပါဘူးဆက်။အကောက်ပါဆောက်။ဟဲ့တာ။

ဲ့ကောင်လေးကသမီးဘယ်လိုမြင်လဲသမီးကတော့မမီးသဘောလို့ပြောပြသွားပြီလေသူ့အချိုးကတော့မမီးလည်းတွေ့တဲ့တိုင်းပဲမမီးတို့ပြန်ပြီးစဉ်းစားကြတာပေါ့ ော်မင်းဘာကြောထိုးတာလဲမိမမင်းအချက်ခွန်းလိုက်တာလားတာမင်းတို့ဘယ်မှာအချက်ခွန်းနေလို့လဲမင်းကျွတ်တော့တာမင်းရှင်းပါလေဘလတ်အပြုံးစော်ဒီရိုက်ဆိုင်လေအဲ့ငါ့ကိုအချက်ခွန်းတာပေါ့ဟမ်မင်းအေးမိပါတော့ငါသားလေးတော်လိုက်ဆိုရှေ့တန်းထုတ်တယ်နင်ကမိပါအောင်အချက်ခွဲလိုက်တယ်ဟာမင်းတာမအဲ့ဒီကောင်မလေးကိုမကြိုက်တာဘာလဲတာအဲ့ဒီကောင်မလေးကိုကြိုက်ချင်ဟန်ဆောင်အောင်ပါလားမိပါကောင်းတဲ့ချီလို့စီစဉ်တာနင်နာခံမှာပေါ့အခုကြည့်စမ်းနင်ဘလောက်ရိုက်ဆိုင်လဲဆိုဟိုကတိတ်သွားပြီတိတ်တယ်တာကတော့ဂူးမဆိုင်ဘူးဗျာ တောင်းမှာအဲ့ဒီကောင်မလေးကိုကြိုက်လာတကယ်နဲ့သားကြိုက်တာတာပြီးမင်းဆက်ကိုပိတ်ထားမင်းဘာပြောလဲဆိုတော့ငါသိတယ်ဒီမဲမင်းခုချစ်ချင်းမင်းကြွရတမီးဖုံးဆက်ပြီးတောင်းမှန်လာမင်းခုတောင်းမှန်လိုက်ဟာမင်းမေတာပြီးငါလက်နဲ့ရိတ်မင်းချိန်နိုင်မှဖြန့်တယ်သိကြပါတယ် မတ်သူစားသားကြိုက်နေတဲ့ကောင်းမလေးဆိုတာဟိုယဒီဖူးမြတ်ပဲဖြစ်ရမယ်မတ်သူစားကိုယ်တိုင်ကလည်းအဲ့ဒီကောင်းမလေးကိုကူညီမယ်လို့တခါပြောဘူးတာပဲပြီးတော့မာလာပြောသလိုမတ်သူစားရဲ့သားယဒီဖူးမြတ်ကိုတကယ်ကြိုက်နေတာပဲဖြစ်ရမယ်ငင်းချမ်းတော်နဲ့ယဒီဖူးမြတ်ကြိုက်နေတယ်ဆိုတဲ့ကိစ္စကို ကို့ကိုငါပြောလိုက်ရင်ကောင်းမလားဟုတ်တယ်ငါပြောလိုက်ရင်ကို့ဘလို့ဖြစ်သွားမလဲဆိုတာငါသိရလားကျွေးဘလို့လဲမနက်ကသွားတဲ့ကိစ္စအဆင်ပြေခဲ့လား ဆင်မပြေပါဘူးကိုရဲ။ကောင်းလေးကြီးကတိတ်ပြီးအချိုးမပြေဘူး။ဟမ်။ဘလို့အချိုးမပြေရလဲ။တဖက်သားပေါ်လေးစားမှုကလည်းအားနေတယ်။ပြင်ချင်းမှုလည်းမရှိ။ကျွေးကိုထပ်ပို့ပြီးလူခဲခတ်တတ်တော့ကျွေးပို့တိမှာပေါ့။ကျွေးဘက်ကတော့ဘာမှလွန်းလွန်းကျွန်းကျွန်းနဲ့ဂရုတိမပေးခဲ့ပါဘူး။အဲ့ဒါကောင်းတယ်ကျွေး။ ကျွေးကိုယ်တိုင်အောင်စိတ်ရှုပ်နေရတယ်ဆိုရင်ကိုလိုသမီးလေးဆိုပိုစိတ်ရှုပ်မှာပေါ့သမီးသဘောမကျဘူးဆိုရင်ကျွေးရစွမလုံးနဲ့နော်ကျွေးနားလည်ပါတယ်သမီးရဲ့သဘောတော့လည်းကျွေးမိပြီးသွားပါပြီသမီးရေရှင်ခဏရှင်မမီသမီးငင်းညံ့တော့သမီးဘယ်လိုသဘောရလဲလို့ဒယ်ရီကမမီကိုမေးနေတယ် တမီးရဲ့သဘောထားကိုပြောပြလိုက်အောင်နော်တမီးတို့သဘောမကျပါဘူးကြည်ကြီးတမီးသဘောမကျဘူးဆိုလို့ရှင်တမီးမမီးကလည်းရှေ့ဆက်တိုးမှမဟုတ်ပါဘူးကျွေးအမှန်တိုင်းပြောရလို့ရှင်တော့ကိုကတော့တမီးကိုအိမ်တော်ရင်နေပေတယ်မရောက်စေချင်သေးဘူးသူကလွတ်လွတ်လပ်လပ်ပဲနေစေချင်တယ်အိမ်တော်ရင်နဲ့ပတ်သက်ပြီးတော့သူစိတ်တိုင်းကြပဲဆုံးဖြတ်စေချင် တမီဆာသာလို့တော့နော်မမင်းတဒီစကားဆက်ပြောလိုက်အောင်ပဲမတူစားရဲ့တောင်းကိုသိမှာပါဘာသူမို့လို့လဲကျွေးခုနေ့တော့ကကျွေးတို့မိသားစုတွေစားတော့ဆိုင်မှာနေ့လေစားသွားစားတော့ကရံဖြစ်နေတဲ့ဇုံတွဲကိုကိုမှတ်မိတယ်မလား သူတို့နဲ့ဘာဆိုင်လို့လဲအဲ့ဒီမိုင်ယူရဲ့ဆန်တဲ့ကောင်လေးဟာငိမ့်ချမ်းတော်တယ်ကိုမင်းသူရဲ့တာ